ဗန်ဓမြတိုက်တဲ့ဖြစ်စဉ်တစ်ခုမှာဓမြကနေအော်ပြောလိုက်တယ်အားလုံးငြိမ်ငြိမ်နေကြပိုက်ဆံဆိုတာအစိုးရပိုင်းတာအသက်ဆိုတာမင်းတို့ပိုင်းတာဗန်ထဲမှာရှိတဲ့လူတွေအားလုံးဟာမြန်မြန်ဆန်ဆန်ပဲကြမ်းမြင်ဖို့ဝေးလိုက်ကြပါတယ်တမရိုးကြပြောမယ်ဆိုရင်တော့ခုခံခြင်းတဲ့စိတ်တွေဗန်ဝင်တန်းတွေမှာရှိပါလိမ့်မယ်ဒါပေမဲ့ဓမြတိုက်တဲ့လူပြောလိုက်တဲ့စကားကြောင့်လူတွေကမြန်မြန်ဆန်ဆန်ကြမ်းမြင်ဖို့ဝေးကြသွားတယ်ဒါကိုအတွေးခေါ်တွေပြောင်းလဲပြလိုက်တဲ့နည်းလို့ခေါ်ပါတယ်အဲ့ဒီအချိန်မှာမြို့သမီးတယောက်ကတော့မပေါ့တော့ပေါ့လူဆယ်စလိုပုံစံမျိုးနဲ့စပွဲပေါ်မှာလှဲနေပါတယ်ဗျ အဲ့ဒီချိန်မှာဓမြကအဲ့ဒီဘင်းသမီးကိုအော်ပြောလိုက်တယ်။တိတ်ခရှိရှိနေစမ်းမှာဒါဓမြတိုက်နေတာမနှိမ့်ချနေတာမဟုတ်ဘူး။အဲ့ဒါကို professional channel လို့ခေါ်ပါတယ်။ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုပဲအောင်မြင်အောင်အာရုံစိုက်တာမျိုးပေါ့။နောက်တော့ဓမြတွေအိမ်ပြန်ရောက်သွားကြတယ်။အဲ့ဒီမှာ MBA ဖွဲ့ရဓမြလူငယ်တယောက်က6တန်းပဲအောင်တဲ့အသက်ကြီးဆုံးဓမြကြီးကိုပြောတယ်။အကိုကြီးငါတို့ပိုက်ဆံနေဘယ်လောက်ရကြလဲဆိုတာရည်ရွယ်ကြည့်ရအောင်။အဲ့ဒီမှာအသက်ကြီးတဲ့ဓမြကပြန်ပြောတယ်။မင်းတော်တော်တောက်တော့မကြတာပဲ။ ဒီလောက်ပိုက်ဆံတွေအများကြီးကိုရေဖို့ဘာလို့အချိန်တွေအများကြီးအကုန်ခံရမှာလဲဒီညတီဗီသတင်းကိုစောင့်ကြည့်လိုက်ငါတို့ဘန်ကနေပိုက်ဆံဘလောက်ယူလာတယ်ဆိုတာတတိမှကြီးညာလိုက်မယ်အဲ့ဒါကိုအတွေ့အကြုံလို့ခေါ်ပါတယ်ယနေ့မျက်မှောက်ခင်မှာအတွေ့အကြုံဟာဝယ်လက်မှတ်ထပ်ပို့ပြီးအရေးကြီးပါတယ်ဓမြတွေဘန်ကနေဓမြတိုက်ပြီးပြန်သွားတဲ့အချိန်မှာဘန်မန်နေဂျာကကြီးချက်သူကိုလှမ်းပြီးပြောတယ်ရဲတွေမျက်မှောက်ခေါ်ဖို့ဒါပေမဲ့ကြီးချက်သူကမန်နေဂျာကိုပြန်ပြောတယ်နေယုံဘန်ထဲကဒေါ်လာ၁၀သန်းကိုငါတို့ဘာသာငါတို့ခို့ထားရအောင်နောက်ပြီးတော့ ငါတို့အရင်ကအလွဲသုံးစားလောက်ထားလို့ပုံသွားတဲ့ဒေါ်လာ190ကိုလေတခါတည်းပေါင်းထည့်လိုက်တာပေါ့အဲ့ဒါကိုတော့ချောလဲရောထိုင်လို့ခေါ်ပါတယ်အကြက်တဲ့တစ်ခုကိုကိုယ့်ရဲ့အခွင့်အရေးအဖြစ်ပြောင်းလဲအသုံးချလိုက်တာပါကြီးကျက်သူကဘာပြောလဲဆိုတော့ဒီလိုသာလားတိုင်းဗန်ဒမြလားတိုင်းနေရင်တော့သိကောင်းပါပဲဒါကတော့ပြီးညှိဝေးစရာဒါမှမဟုတ်ဘေးကျက်နိုင်ကျက်ဖြစ်နေကြပါအပြောင်အပြက်ပြောလိုက်တာပါဘောကမှတကောကြီးပြောရှင်မှုဆိုတာအလုပ်ထက်ပိုအရေးကြီးပါတယ် နောက်နေ့ရောက်တော့ TV သတင်းမှာပါလာတယ်ဗန်ဓမြတွေဗန်ကနေဒေါ်လာတန်းတရာယူသွားကြတယ်တဲ့လေဓမြတွေကသူတို့ယူလာတဲ့ပိုက်ဆံတွေကိုအချင်းချင်းအပြက်ပြက်လှန်လှန်ရေတွက်ကြည့်တော့သူတို့ယူလာတဲ့ပိုက်ဆံကဒေါ်လာတန်း30ပဲရှိပါတယ်အဲ့ဒီမှာဓမြတွေကတော်တော်လေးဒေါသထွက်သွားတယ်ငါတို့ကအသက်နဲ့ရင်ပြီးဓမြတိုက်တာဒေါ်လာတန်း30ပဲရတယ်ဗန်မန်နေဂျာကတော့လက်ဖြောင်းလေးတစ်ချက်တီးလိုက်တာနဲ့တန်းရှိစေရသွားတယ်ပညာတတ်တဲ့လူကတခိုးထက်တားလို့ပြီးပိုကောင်းနေဗန်မန်နေဂျာကတော့ဗန်ဓမြတိုက်မှုကိုစဉ်းစားရင်းပြုံးနေပါတယ် ဘာဖြစ်လို့လဲဆိုတော့အစုရှယ်ယာတွေထဲမှာသူရှုံးခဲ့တဲ့ပိုက်ဆံတွေကဗန္ဓမြတိုက်ခံရတဲ့ဇင်းရင်းတွေကိုထည့်လိုက်ရလို့ပါကဲဒီပုံမြင်မှာတကယ်ဓမြကဘသူပါလဲတို့တိုင်းမြင်မှာရောဒီလိုပညာတတ်သူတွေမရှိနိုင်ဘူးလားဟုတ်ကဲ့ပါခင်ဗျာအခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာမို့ကျွန်တော်တို့ရန်တေပါဝါပေးလေးကိုလည်း like and follow လုပ်ထားနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများတင်ရှိပါခင်ဗျာ